လွန်ခဲ့တဲ့နိုင်ပိုင်းလောက်ကပဲ4 dose ဆက်ယုံစီ B2 ဒုစင်4 dose စီနောက်တစ်ချိန်ပြန်တက်သွားပြီဆိုတဲ့သတင်းတွေထွက်ပေါ်အပြည့်ခက်ရက်ပြီမဲ့4 dose ကိုမျက်ခြေမပြတ်သေးပဲစောင့်ကြည့်နေတဲ့ Trump အရှိလေပိုင်းကောင်းကင်ရံမှာဆိုရင်မျိုးဆက်သစ်ဘုံကျဲလေရင်တွေကဒန်နာအီလာဘုံကျဲလေရင်တစင်းဖြစ်တဲ့ B2 ဒုစင်ဖြတ်တန်းသွားနေပြီသူ့ရဲ့ပြစ်မှတ်ကတော့အီရန်ရဲ့ကြောက်တောင်အောက်နက်နက်မှာမြှုပ်ထားတဲ့နျူကလ িয়ার ခံတပ်4 dose ပါအစ္စရေးကအီရန်ရဲ့ယူရေနီယံတန့်စင်မှုတွေကိုတားဆီးဖို့တိုက်ပွဲဝင်နေချိန်မှာ American က B2 Separate Stealth ပုံပါ ကိုပြောက်ပုံကျဲလေရင်တွေနဲ့ထောက်ကူပစ္စည်းတွေကိုဒေတာရင်ကိုပို့ချလိုက်ပါပြီ။ဒါကအီရန်အတွက်ရှင်းလင်းတဲ့သတိပေးချက်ပါ။အမေရိကန်ကအီရန်ရဲ့လျှို့ဝှက်စက်ရုံတွေကိုတိုက်ခိုက်ဖို့လေ့ကျင့်နေတယ်ဆိုတဲ့သတင်းတွေကြောင့်တင်းမာမှုတွေကပိုတိုးလာနေပါတယ်။ဝါရှင်တန်အနေနဲ့ဒီမထိုးဖောက်နိုင်တဲ့ခံတပ်ကိုဖောက်ထွင်းတိုက်ခိုက်ပြီးတဲ့အချိန်ဘလို့နိုင်ငံရေးကမောက်ကမတွေဖြစ်လာနိုင်မလဲ။အီရန်နိုင်ငံကွမ်မြို့အနီးကတောင်တလုံးအောင်80ကနေ90မီတာ260ကနေပေ300အနက်မှာဖော်ဒိုးဆိုတဲ့နျူကလ িয়ার စက်ရုံကိုအီရန်ကတည်ဆောက်ထားပါဗျ။ ဒီနေရာကထုံးကြောက်ဒိုလိုမိုက်နဲ့ဘေဆော့ပလိုရှေးကျတဲ့ကြောက်လွှာတွေနဲ့ဝန်းရံထားပြီးထုထဲတဲ့ကွန်ကရစ်နဲ့တံမဏိတွေနဲ့အားဖြည့်ထားလို့လျှို့ဝှက်ခံတကြီးတခုလိုဖြစ်နေပါဗါးဖော်ဒိုဟာငလျင်တန်းနဲ့ကမ္ဘာအစွမ်းထက်ဆုံးနျူကလ িয়ার မဟုတ်တဲ့လက်နက်တွေကိုတော့ခံနိုင်ရည်ရှိအောင်ဒီဇိုင်းထုတ်ထားတာပါဒီလိုနဲ့ဆိုင်တဲ့အနေထားနဲ့ခိုင်ခန့်မှုကနျူကလ িয়ার ပန်းနိုင်တွေကိုကာကွယ်ဖို့အီရန်ရဲ့ပြင်းထန်တဲ့ဆုံးဖြတ်ချက်ကိုပြသနေပြီးတင်းမာတဲ့ကမ္ဘာပဋိပက္ခမှာစိန်ခေါ်မှုရဲ့ပြယုတ်တခုဖြစ်နေပါဗါး ်ဖော်ဒိုဟာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်မှာအရန်အရေးပါတဲ့နေရာကနေပါဝင်နေပါတယ်။တချိန်ကလျှို့ဝှက်နေရာဖြစ်ခဲ့ပေမဲ့အခုတော့နျူကလ িয়ার စွမ်းရင်အတွက်ပဲဖြစ်ဖြစ်လက်နက်အတွက်ပဲဖြစ်ဖြစ်လိုအပ်တဲ့ယူရေနီယံကိုတန့်တင်တဲ့အဓိကစင်တာတစ်ခုလို့လှုံ့ဆော်နေပါတယ်။အမေရိကန်နဲ့အစ္စရေးအပါအဝင်အနောက်နိုင်ငံတွေကဖော်ဒိုရဲ့ရည်ရွယ်ချက်ကငင်းချက်နဲ့စွမ်းရင်ထပ်ပိုတယ်လို့ဆိုရင်နေကြပါတယ်။သူရဲ့ခိုင်မာတဲ့အကာအကွယ်တွေကစစ်ဘက်ဆိုင်ရာသုတေသနတွေကိုထောက်ပံ့နိုင်ပြီးအီရန်ကိုနျူကလ িয়ার ပုံနဲ့ပိုနီးစပ်စေနိုင်တယ်လို့သူတို့ကယူဆပါတယ်။ ဒီဆိုရင်မှုကြောင့်ပဲဖော်တိုဟာအီရန်ရဲ့နျူကလ িয়ার တိုးတက်မှုကိုရပ်တန့်ခြင်းတွေအတွက်အထူးကပြတ်မှတ်တစ်ခုဖြစ်လာပါတယ်။အမေရိကန်အတွက်တော့ဖော်တိုကိုဖြိုခွဲတာဟာယူရီနီယံထုတ်လုပ်မှုကိုရပ်တန့်ရုံတသက်မဟုတ်ပါဘူး။ဘယ်ခံတက်မှမဖြတ်စည်းနိုင်ဘူးလို့မရှိကြောင်းပြသဖို့လည်းဖြစ်ပါတယ်။ဖော်တိုလိုခိုင်မာတဲ့ပြတ်မှတ်ကိုတိုက်ခိုက်ဖို့အတွက်အမေရိကန်က GPU 57 Massex Optnex Penetrator MOP လို့ခေါ်တဲ့ဘုံးကိုအားကိုးရပါတယ်။ဒီဘုံးကပေါင်300ကျော်လေးပြီးအရှိ P20 ရှိပါတယ်။ လက်ရှိုင်းပြီးခက်ခဲတဲ့ပြစ်မှတ်တွေကိုထိုးဖောက်ဖို့တိစောက်ထားတာဖြစ်ပြီးမပေါက်ကွဲခင်ကွန်ကရစ်60မီတာပေ200ဒါမှမဟုတ်ကြောက်တုံး40မီတာပေ130အထိဖောက်ထွင်းနိုင်ပါတယ် MOB ဟာတာမန်ဘုံးတွေနဲ့မတူပါဘူးသူ့ရဲ့ကြီးမားတဲ့အရွယ်စားနဲ့မြန်နှုံးကအကာအဝယ်တွေကိုဖြုတ်ခွဲနိုင်တဲ့စွမ်းအားကိုထုတ်ပေးနိုင်လို့ American ရဲ့လက်နက်တိုက်ထဲမှာအစွမ်းထက်ဆုံးနျူကလ িয়ার မဟုတ်တဲ့လက်နက်ဖြစ်ပါတယ်ဒီလက်နက်နဲ့အတူ American ကအီရန်ကိုအနက်ဆိုင်ဆုံးခံတပ်တွေကိုတောင်ရောက်နိုင်တယ်လို့သတင်းစကားပို့နေတာပါ MOB ဟာလက်နက်တစ်ခုထပ်ပို့ပါတယ် အီရန်ကိုထိန်းချုပ်ဖို့အမေရိကန်ရဲ့မဟာဗျူဟာမှာအဓိကကျတဲ့စိတ်ပိုင်းတစ်ခုပါဖော်ဒိုလိုနေရာကိုတိုက်ခိုက်နိုင်တယ်ဆိုတာကိုသက်သေပြခြင်းဖြစ်အမေရိကန်ကအီရန်ကိုနျူကလ িয়ার လုပ်ငန်းတွေဆက်မလုပ်ဖို့ချိန်ချောင်းနေတာပါဒီဘုံရဲ့စွမ်းအားကအီရန်ကသူ့အစီအစဉ်ကိုမြေအောက်မှာဟွက်ထားပြီးလုံခြုံမယ်လို့မမျှော်လင့်ပါနဲ့ဆိုတဲ့ message ကိုပေးပို့နေပါတယ်ဒီစွမ်းရည်ကဆွေးနွေးမှုတွေကိုပြောင်းလဲပြစ်နိုင်တယ်လို့အီရန်ကိုလည်းသူ့ရဲ့နောက်လာမယ့်အစီအစဉ်တွေကိုပြန်စင်းစားစေနိုင်ပါတယ် MOB ဟာချိန်ချောင်းမှုရောအပေးယူလုပ်နိုင်တဲ့အရာရောနှစ်ခုစလုံးဖြစ်ပြီး တကယ်မသုံးမဲနဲ့တောင်ပရိပခါကိုပုံဖော်နေတာပါ MOB ကိုထူးခြားနေတာကသူ့ရဲ့စမ်းသစ်တဲ့နီးပညာကြောင့်ပါသူ့ထဲမှာယူရိုနီယံဆက်တွေရှိနိုင်တဲ့အခန်းလိုမျိုးလေဟာနဲ့နေရာတွေကိုရှာဖွေနိုင်တဲ့ဖြူးစ်ပါပါတယ်ချက်ချင်းပောက်ကွဲမဲ့အစားဘုံဟာကြောက်တုံးတဲ့ကွန်ကရစ်တွေကိုထိုးပေါက်ပြီးတင့်တော်တဲ့နေရာရောက်မှပောက်ကွဲတာပါဒီလုံဆောင်ချက်က Fordo လို့တောင်နဲ့နဲ့အောက်မှာအ धिक လုပ်ငန်းတွေလုံဆောင်နေတဲ့ပြစ်မှတ်အတွက်အရန်အရေးကြီးပါတယ်။ဒါပေမဲ့အောင်မြင်မှုဆိုတာပြီးပြည့်စုံတဲ့အစီအစဉ်ရှိဖို့လိုပါတယ်။ပြစ်မှတ်ကိုလွဲချော်တာဒါမှမဟုတ် အချိန်ကိုက်မမှန်တာမျိုးဆိုရင် ပောက်ကွဲမှုစွမ်းအားကို ရော့ကြစေပြီးစက်ရုံရဲ့ဒစိတ်တစ်ပိုင်းကိုမပြတ်စည်းပဲကြံခဲ့နိုင်ပါတယ်။ဖော်ဒိုးကိုတိုက်ခိုက်တာကလွယ်တဲ့ကိစ္စမဟုတ်ပါဘူး။တိကျတဲ့အချက်လက်ခိုင်မာတဲ့လမ်းညွှန်မှုနဲ့အချိန်ကိုက်ပြတ်ခတ်မှုတွေလိုအပ်ပါတယ်။ MOB လိုခင်မီလက်နက်ရှိရင်တောင်စိန်ခေါ်မှုတွေရှိနေတော့ပါပဲ။တိုက်ခိုက်မှုမှာအောင်မြင်ရင်အီရန်ကပိုရဲကျင်လာနိုင်ပြီးအောင်မြင်ရင်လည်းအီရန်ရဲ့တုံ့ပြန်မှုကြောင့်ဒေသတစ်ခုလုံးရှုပ်ထွေးသွားနိုင်ပါတယ်။ American ကဒီ Annery ကိုဂရုတစိုက်ချင့်ချင်ရမှာပါ။ ဖော်ဒိုးကိုတိုက်ခိုက်လိုက်ရင်အင်အားချိန်ဝင်ရှာကိုပြောင်းလဲပြစ်နိုင်ပြီးပိုကြီးတဲ့ပြဿနာတွေကိုဖြစ်ပေါ်စေနိုင်တာကိုသိနေဖို့လိုပါတယ်။ဒီဆုံးဖြတ်ချက်ကနှီးပညာအကြောင်းတသက်မဟုတ်ပဲနောက်ဆက်တွဲဘာတွေဖြစ်လာမလဲဆိုတာနဲ့လည်းတတ်ဆိုင်နေပါတယ်။ MOB ဟာသူ့ဘာသာသူဖော်ဒိုးကိုမရောက်နိုင်ပါဘူး။သူ့ကိုပို့ဆောင်ဖို့အတွက် video subrister ပုံပါလို့အထူးလေရင်လိုအပ်ပါတယ်ဒီလေရင်က radar ရဲ့မြင်ကွင်းကနေလွတ်မြောက်ပြီးအဝေးကြီးပြန်တန်းနိုင်ကသူ့ရဲ့အန်ရယ်ရှိတဲ့ဘုံကိုပို့ဆောင်နိုင်ပါတယ် မကြသေးခင်ကအမေရိကန်ကဒီဘုံကျဲလေယာဉ်တွေကိုအရှေ့လေပိုင်းကစစ်အခြေစိုက်စခန်းတွေစီရွှေ့ပြောင်းလိုက်တာကပိုကြီးတဲ့အစီအစဉ်တွေရှိနေကြောင်းအရေးအမွဲပြလိုက်တာပါ။အီရန်နဲ့တင်းမာမှုမှာဒီလောက်ရက်ကဘာကိုဆိုလိုသလဲ။အမေရိကန်ရဲ့အင်အားကြီးမှမှုကိုအီရန်ကဘယ်လိုတုံ့ပြန်မလဲ။ဖော်ဒိုရဲ့ကာကွယ်တွေကမြေအောက်နေရာထက်ကိုပိုကျဲပြန့်ပါတယ်။ဒီဆက်ယုံကိုပြင်းထန်တဲ့ဖိအားတွေခံနိုင်ရေးရှိအောင်အားဖြစ်ကွန်ကရစ်အလွှာပေါင်းများပါနဲ့တိဆောက်ထားပါတယ်။အတွင်းထဲမှာရေးကြီးတဲ့နေရာတွေက တုံခါမှုနဲ့ပောက်ကွဲမှုတန်ကို short ချပေးတဲ့ shop absorbing platform တွေပေါ်မှာတည်ရှိပါတယ်။ပေါ်တော့ကိုဝင်းရံထားတဲ့ထူထဲတဲ့ကြောက်တောင်တွေကလည်းတဘာဝအတားအဆီးဖြစ်လှုပ်ဆောင်ပြီးပောက်ကွဲမှုတန်တွေကိုပြန့်ကျဲစေပါတယ်။ဒီလိုတဘာဝနဲ့ engineer ဆိုင်ရာအကာအွယ်တွေက Ford ကိုတဘာဝ BNR နဲ့စစ်ရေးတိုက်ခိုက်မှုတွေကိုခံနိုင်ရည်ရှိတဲ့ခိုင်မာတဲ့ခံတပ်ဖြစ်စေပါတယ်။ဒီဒီဇိုင်းကတိုက်ခိုက်သူတိုင်းအတွက်ကြီးမားတဲ့အတားအဆီးတစ်ခုဖြစ်ပါတယ်။ American မှာ GBU 57 MOP လို့အစွမ်းထက်ဆုံးဘုံရှိနေပေမဲ့ ဖော်ဒိုးအတွက်တော့အခက်အခဲတွေရှိနေတော့မှာပဲ MOB ကိုမြေအောင်တနက်မှာပေါက်ကွဲအောင်ဒီဇိုင်းထုတ်ထားပြီးမြေဖော်ဒိုးရဲ့တိဆောက်ပုံကဒီလိုတိုက်ခိုက်မှုမျိုးကိုကာဝယ်ဖို့ဖန်တီးထားပါတယ်။တောင်ချိုးထားတဲ့နေရံတွေကဘုံရဲ့စွမ်းအားကိုလမ်းကြောင်းလွှဲစေနိုင်တယ်လို့လှည့်စားဥမင်တွေနဲ့အေးမပါတဲ့အခန်းတွေကလည်းထိခိုက်မှုကိုစုပ်ယူနိုင်ပါတယ်။ဒါကြောင့်ဒီကြိမ်နဲ့တိုက်ခိုက်ရုံနဲ့ဆက်ယုံရဲ့အဓိကလုပ်ငန်းတွေကိုဖျက်ဆီးနိုင်မှာမဟုတ်ပါဘူး။စီရေးကျွမ်းကျင်သူတွေကဒီနေရာကိုတိုက်ခိုက်ဖို့အတွက်အကြိမ်ကြိမ်တိုက်ခိုက်ရမယ်လို့အကြံပြုထားပါတယ်။ MOB ဒီဇိုင်းနဲ့ကအပြင်ဘက်လွှာတွေကိုပဲထိခိုက်နိုင်ပြီး ဆက်ယုံရဲ့လုပ်ငန်းတွေရပ်တန့်မှာမဟုတ်ပါဘူး။စီစဉ်သူတွေအနေနဲ့လေဝင်ပေါက်ဒါမှမဟုတ်ဝင်ပေါက်ဥမယ်လို့အားနေတဲ့နေရာတွေကိုပြင်မှတ်ထားဖို့လိုအပ်ပါတယ်။ဒီလိုနေရာတွေကိုတိကျစွာထိမှန်ဖို့အတွက်နေအောက်ကွန်ရက်နဲ့တိကျတဲ့မြေပုံတွေအပဝင်အသေးစိတ်ထောက်လှမ်းရေးအချက်လက်တွေလိုအပ်ပါတယ်။အီရန်ရဲ့လုံခြုံရေးတင်းကြပ်မှုနဲ့လျှို့ဝှက်သဘောတဘာဝကြောင့်ဒီအချက်လက်တွေရယူဖို့ကခက်ခဲပါတယ်။သေချာပြင်ဆင်ထားရင်တော့ဤပညာဆိုင်ရာအန်ရီကစစ်စင်ရေးကိုထိခိုက်စေနိုင်ပါတယ်။ MOB ဟာပြစ်မှတ်ကိုထိဖို့ ခင့်မိတဲ့လမ်းညွှန်မှုစနစ်တွေပေါ်မှီခုံနေရပါတယ်။ဘုံရဲ့တောင်းဒါမှမဟုတ်အမြင့်အနည်းငယ်မှာသွားတာနဲ့ပြစ်မှတ်လွဲသွားနိုင်ပါတယ်။လေဟာနဲ့နေရာစာကြောက်တုံးကိုထိရင်ပောက်ကွဲမှုစွမ်းအားရော့ကျသွားနိုင်ပါတယ်။အီရန်က GPS အချက်ပြတွေကိုပိတ်ဆို့နိုင်တဲ့နည်းပညာတွေလည်းပိုင်ဆိုင်ထားလို့ဘုံရဲ့လမ်းကြောင်းကိုမှားယွင်းစေနိုင်ပါတယ်။ MOB ကစောလွန်စွာဒါမှမဟုတ်ပြစ်မှတ်လွဲပြီးပောက်ကွဲရင်ဖော်ဒိုဟာအသေးအဖွဲလောက်သာပြက်စီးပြီးပြန်လည်ပြင်ဆင်မှုတွေချက်ချင်းစတင်နိုင်ပါတယ်။ တိုက်ခိုက်မှုမအောင်မြင်ရင်အကျိုးဆက်တွေကဆင့်မြေပြင်ထက်ကျော်လွန်သွားနိုင်ပါတယ်။ဖော်ဒိုဟာမပြတ်စည်းပဲကြံခဲ့ရင်အီရန်ကပိုပြီးအင်အားကြီးလာနိုင်ပါတယ်။အုပ်ချုပ်ရေးကဒီအခြေအနေကိုသူတို့ရဲ့ခံနိုင်ရည်စွမ်းတက်တဲ့အဖြစ်ပုံဖော်ပြီးသူတို့ရဲ့ယုံကြည်မှုနဲ့မဟာမိတ်တွေရဲ့ယုံကြည်မှုကိုမြင့်တင်နိုင်ပါတယ်။အချိန်ထဲမှာပဲအမေရိကန်ရဲ့အာဏာကအားနည်းလာနိုင်ပြီးဒေတာရင်းတင်းမာမှုတွေပိုများလာနိုင်ပါတယ်။ဒါအပြင်အီရန်ကဒီတိုက်ခိုက်မှုကိုသူ့နျူကလ িয়ার အစီအစဉ်ကိုအရှိန်မြှင့်ဖို့အကြောင်းပြချက်အဖြစ်သုံးနိုင်ပါတယ်။ဒါဆိုစစ်ပွဲကမပြီးသေးဘူးလား။ အခုချိန်မှာတော့ဖော်ဒိုနျူကလ ியர் ဆက်ယုံကိုတိုက်ခိုက်ခဲ့တဲ့မစ်ရှင်ဟာတကယ်တမ်းမပြီးဆုံးသေးဘူးလို့သုံးသပ်ရပါတယ်။ဘာကြောင့်လဲဆိုတော့စစ်ရေးကျွမ်းကျင်သူတွေရဲ့ပြောကြားချက်အရဖော်ဒိုရဲ့အထူးဒီဇိုင်းကြောင့် MOB ဘုံလိုမျိုးဒဇင်းနဲ့နဲ့ဖြက်စီးပစ်ဖို့ဆိုတာမလွယ်ဘူးလို့ဆိုပါတယ်။အဲဒီဆက်ယုံရဲ့အတွင်းပိုင်းမှာခိုင်မာတဲ့ကွန်ကရစ်အလွှာတွေကြောက်တောင်တွေအပြင်အရေးပေါ်သုံးဘက်ကက်စနစ်တွေပါရှိနေတာကြောင့်ပထမတစ်ကြိမ်တိုက်ခိုက်မှုကဆက်ယုံရဲ့အပြင်ဘက်အလွှာတွေကိုပဲထိခိုက်စေပြီးအထက်ကအရေးကြီးတဲ့ဆက်တွေကိုလုံးဝမဖြတ်စည်းနိုင်ပဲကြံ့နေနိုင်ပါသေးတယ်။ဒါကြောင့်မို့အမေရိကန်ဟာ စစ်စင်ရေးရည်မှန်းချက်ကိုအပြည့်အဝပြည့်မီဖို့နဲ့အီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုလုံးဝရပ်တန့်ပြစ်နိုင်မှုအတွက်နောက်ထပ်တိုက်ခိုက်မှုတွေလုပ်ဖို့လိုတယ်လို့ယူဆထားပါတယ်။ဒါကြောင့်ပဲ B2 လေယာဉ်တွေဒေတာထဲမှာဆက်လက်ရှိနေပြီးနောက်တစ်ကြိမ်နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်ဖို့အတွက်အသင့်ပြင်ထားတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ဒါဟာဖော်ဒိုဆက်ယုံမှာစစ်ပွဲကပြီးဆုံးသွားပြီလို့အီရန်ကယူဆနေရင်တော့အမေရိကန်ကတော့အပိသက်ရှင်းလင်းဖို့အားထုတ်နေတော့မယ်ဆိုတဲ့အတိတ်ပဲကိုဖော်ပြနေပါတယ်။ဒီစာပိုက်ကသတင်းတင်ဆက်မှုရဲ့အဆုံးသက်မှာထပ်ဖြည့်ဖို့ပိုတင့်တော်ပါတယ်။ ဒါမှမဟုတ် Fordo ကိုဘာကြောင့်ထပ်တိုက်ဖို့လိုအပ်တာလဲဆိုတော့ခေါင်းစဉ်ကွဲအောင်မှာထည့်သွင်းနိုင်ပါတယ်။ Fordo ရဲ့ရှုပ်ထွေးတဲ့ဒီဇိုင်းကြောင့်နောက်ထပ်အခက်အခဲတွေရှိလာနိုင်ပါတယ်။တိုက်ခိုက်မှုကောင်းကောင်းလုပ်နိုင်ရင်တောင်စက်ရုံကိုလုံးဝဖျက်ဆီးနိုင်မှာမဟုတ်ပါဘူး။အတွင်းထဲမှာရှိနေတဲ့အကူစနစ်တွေကအ धिक လုပ်ငန်းတွေကိုဆက်လက်လည်ပတ်စေနိုင်ပါတယ်။ဒါကြောင့် American မဟာဗျူဟာပညာရှင်တွေဟာတကြိမ်တည်းသောစစ်စင်ရေးထက်ကြော်လွန်ပြီးစဉ်းစားရမှာပါ။ဒစိတ်တစ်ပိုင်းသာအောင်မြင်ရင်နှစ်ဖက်စလုံးကပိုပြီးခိုင်မာတဲ့ရည်တည်ချက်ကိုယူသွားနိုင်ပါတယ်။ ရေရှိမှာဒီအခြေအနေကတင်းမာနေတဲ့ဒေသကိုပိုပြီးမတည်ငြိမ်ဖြစ်စေနိုင်ပါတယ်။ဖော်ဒိုးကိုတိုက်ခိုက်ဖို့ဆုံးဖြတ်ခြင်းဟာစစ်ရေးနည်းပြူဟာတသက်မဟုတ်ပါဘူး။ရုရှားနဲ့တရုတ်လိုတခြားနိုင်ငံတွေကိုဘယ်လိုတုံ့ပြန်မလဲဆိုတာကိုလည်းထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ဒီနိုင်ငံတွေကရှေ့လေပိုင်းမှာအကျိုးစီးပွားရှိပြီးတိုက်ခိုက်မှုကိုချိန်ချောက်မှုဖြစ်ရှုမြင်နိုင်ပါတယ်။တန်တမန်ဆက်ဆံရေးတွေပျက်စီးနိုင်ပြီးမဟာမိတ်အသစ်တွေပေါ်လာနိုင်ပါတယ်။အမေရိကန်ကပိုကြီးတဲ့ပြည်ပခါကိုရှောင်ရှားဖို့ဒီအချက်တွေကိုတေချာချင့်ချိန်ရပါမယ်။ဖော်ဒိုးရဲ့ခံစစ်စနစ်တွေကစစ်ရေးဝင်ရောက်ဆွတ်ဖက်မှုအတွက် ထူးခြားတဲ့စိန်ခေါ်မှုတွေကိုဖန်တီးပေးနေပါတယ်။သူ့ရဲ့တိစောက်ပုံတိနေရနဲ့ပါဝင်တဲ့အန်ဒီယရီပေါင်းဆက်ပြီးခက်ခဲတဲ့ပြစ်မှတ်တစ်ခု ဖြစ်စေပါတယ်။တင်းမာမှုတွေတိုးလာတာနဲ့မျှကဘာကြီးကအမေရိကန်ဘလိုလုံလဲဆိုတာကိုစောင့်ကြည့်နေပါတယ်။အခြေအနေကအလွန်အရေးကြီးပြီးမှားယွင်းမှုတွေကကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ဒီလိုတားဆီးတွေနဲ့တူအမေရိကန်ဟာအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုရင်ဆိုင်နေရပါတယ်။ဒါပေမဲ့အကာအကွယ်တွေနဲ့ဘုံတွေအပြင်ပိုကြီးတဲ့မေကွန်းတစ်ခုကရှိနေပါတယ်။ ဒီပတိပခကကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့အနာဂတ်ကိုဘယ်လိုပုံဖော်မလဲ2019ခုနှစ်ကအခြေအနေ2019ခုနှစ်မှာ American ဟာ Ford ကိုတိုက်ခိုက်ဖို့နှီးပါဖြစ်ခဲ့ပါတယ်စစ်ရေးကြွမ်းကျင်သူတွေကအသေးစိတ်အစီအစဉ်တွေပြင်ဆင်ပြီးစက်ယုံရဲ့အားနည်းချက်တွေကိုထောက်လန်းရေးကအတိအကျသိရှိထားပါတယ်လေရင်တွေလည်းထွက်ခွာဖို့အသင့်ဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့တိုက်ခိုက်ဖို့အမိန့်ကမလာခဲ့ပါဘူး။ဝါရှင်တန်ကထိန်းသိမ်းသိမ်းလုပ်ဖို့ရွေးချယ်ခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ရဲ့အကြောင်းရင်းကနိုင်ငံရေးခြေအနေတွေကြောင့်ပါ။ရုရှားနဲ့တရုတ်ကဒီလိုလှုပ်ရမျိုးက အန္တရာယ်များပြီးပြင်းထန်တဲ့တုံ့ပြန်မှုတွေဖြစ်စေနိုင်တယ်လို့သတိပေးခဲ့ပါတယ်။ဥရောပနိုင်ငံတွေကလည်းအရှေ့လေပိုင်းမှာရှုပ်ထွေးမှုတွေဖြစ်လာမှာကိုစိုးရိမ်ခဲ့ကြပါတယ်။အမေရိကန်ကောင်းဆောင်တွေက Ford ကိုတိုက်ခိုက်ရင်ပိုကြီးတဲ့စစ်ပွဲတစ်ခုဖြစ်လာပြီးမခံမှန်းနိုင်တဲ့ဆုံးရှုံးမှုတွေဖြစ်လာမှာကိုကြောက်ခဲ့ပါတယ်။အခုချိန်မှာတော့အခြေအနေကပြောင်းလဲသွားပါပြီ။အမေရိကန်က B2 Steel ပုံပါနဲ့ထောက်ပံ့ရေးတပ်ဖွဲ့တွေကိုအရှေ့လေပိုင်းမှာနေရာချထားလိုက်ပါတယ်။ဒီလို့ရက်ဟာအင်အားပြယုံသက်သက်မဟုတ်ပဲတချိန်ကတွန်းဆုတ်ခဲ့တဲ့လုပ်ရမျိုးကိုလုပ်ဖို့ဆန္ဒရှိနေတယ်ဆိုတာကိုပြသနေပါတယ်။ အီရန်ကသဘောတူညီထားတဲ့ကန့်သက်ချက်ထပ်ပို့ပြီးယူရေနီယံတန့်တင်မှုတွေဆက်လုပ်နေတာအစ္စရေးရဲ့ဖိအားပေးမှုတွေကတင်းမာမှုတွေကိုပို့တိုးလာစေပါတယ်ဒီရချက်တွေကအမေရိကန်ဟာ2019ခုနှစ်ကရှောင်ခဲ့တဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေပြီဆိုတာကိုဖော်ပြနေပါတယ်ဒီလိုပြောင်းလဲမှုတွေကတနေရာထဲမှာပဲဖြစ်နေတာမဟုတ်ပါဘူးကမ္ဘာတစ်ဝန်းလုံးမှာ Bangal Besting လက်နက်တွေအတွက်ပြိုင်ဆိုင်မှုကလည်းရှိနေပါတယ်အစ္စရေးက Fordo လိုမြေအောက်နေရာတွေကိုတိုက်ခိုက်ဖို့ ူဘာသာသူအစွမ်းထက်တဲ့လက်လက်တွေတီထွင်နေပါတယ်။တရုတ်ကလည်းခိုင်မာတဲ့နေရာတွေကိုဖျက်ဆီးဖို့တိကျတဲ့ဘုံတွေကိုတီထွင်နေပါတယ်။ဥပမာဆိုရင်ဂျာမနီပြင်သစ်နဲ့ဗြိတိန်တို့လိုနိုင်ငံတွေကလည်းဤပညာအသစ်တွေဖန်တီးဖို့ပူးပေါင်းလှုပ်ဆောင်နေပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကအမေရိကန်ရဲ့စစ်ရေးကူညီကိုမမှီခိုးဘဲကိုယ်ပိုင်ဗျူဟာတွေရှိလာဖို့ပါ။အမေရိကန်အတွက်တော့ဒီပြိုင်ဆိုင်မှုကအရေးကြီးပါတယ်။တခြားနိုင်ငံတွေကဒီလိုစွမ်းရည်တွေရလာရင်ဝါရှင်တန်ရဲ့အင်အားကြီးစိုးမှုကိုထိခိုက်စေနိုင်ပါတယ်။အခုပဲပြက်ပြက်သားသားလှုပ်ဆောင်လိုက်ရင် သူ့ရဲ့ခေါင်းဆောင်နေရာကိုခိုင်မာစေနိုင်တယ်လို့စောင့်နေရင်တော့ပြိုင်ဘက်တွေနဲ့မဟာမိတ်တွေကလိုက်မိသွားပြီးကပိုင်အင်အားချိန်ခွင်ရှာကိုပြောင်းလဲပြင်နိုင်ပါတယ်။ဒီပြိုင်ဆိုင်မှုကစစ်ပွဲကိုယ်တိုင်ကိုပြောင်းလဲနေပါတယ်။ရေအောက်ကခံတပ်တွေနဲ့လျှို့ဝှက်ဆက်ယုံတွေကမဟာဗျူဟာမြောက်အရေးပါလာပါတယ်။နိုင်ငံများပြားကတဦးနဲ့တဦးရဲ့မြေအောက်ပိုင်ဆိုင်မှုတွေကိုတိုက်ခိုက်နိုင်တဲ့အခါဘာဖြစ်လာမလဲ။ဒီမေကွန်းကကပ္ပလုံကြုံရေးကိုပြန်လဲပုံဖော်နိုင်ပါတယ်။ဖော်ဒိုဟာဒီဇယ်လန်ရဲ့အလဲပဟိုမှာရပ်တည်နေပါတယ်။ American က B2 ပုံကျဲလေယာဉ်တွေနဲ့ GBU 57 MOP ကိုအသုံးပြုပြီး အီရန်ကိုဖိအားပေးနေပေမဲ့ဒီပညာနဲ့နိုင်ငံရေးဆိုင်ရာအခက်အခဲတွေရှိနေပါတယ်။ဖော်ဒိုးကိုတိုက်ခိုက်လိုက်ရင်အီရန်က NPT နျူကလ িয়ার ပြန့်ပွားမှုတားဆီးရေးစာချုပ်ကနေထွက်သွားတာမျိုးဒါမှမဟုတ်ရုရှားနဲ့တရုတ်နဲ့အတူစစ်ရေးအရာတုံ့ပြန်တာမျိုးတွေဖြစ်လာနိုင်လို့ပိုကြီးတဲ့စစ်ပွဲကိုဖြစ်စေနိုင်ပါတယ်။ချိန်ချောက်မှုကအောင်မြင်မလားဒါမှမဟုတ်ကမောက်ကမတွေကိုမီးထိုးပေးလိုက်မလားဆိုတာကိုဆွေးနွေးစဉ်းစားဖို့လိုပါတယ်။ဖော်ဒိုးရဲ့ခန်းစစ်စနစ်တွေနဲ့ American ရဲ့အစွမ်းကုန်လက်နက်တွေကြားကဒီပဋိပက္ခမှာ ဘလို့အဆုံးသတ်မလဲဆိုတာဘသူမှတိတိကျကျမပြောနိုင်သေးပါဘူး။ဒါပေမဲ့တခုတော့သိကြပါရစေ။ဒီအဆုံးဖြတ်ချက်က data ring ကိုသာမကကမ္ဘာအင်အားချိန်ဝင်ရှာနဲ့လုံခြုံရေးကိုပါရိုက်ခတ်သွားနိုင်ပါတယ်။ဒီလိုစိန်ခေါ်မှုတွေနဲ့တူ American ဟာအရေးကြီးတဲ့အဆုံးဖြတ်ချက်တခုကိုရင်ဆိုင်နေရပါတယ်။ဒါဆို Ford ရဲ့တိုက်ပွဲကတကယ်ပဲပြီးဆုံးသွားပြီလား။ဒါမှမဟုတ်ပိုပြီးကြီးမားတဲ့ပဋိပက္ခတခုရဲ့အစဖြစ်နေတာလား။ဒီမေးခွန်းရဲ့အဖြေကိုတော့ကမ္ဘာကြီးတစ်ခုလုံးကစောင့်ကြည့်နေရပါလိမ့်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။